မြတ်စွာဘုရားကမိမိတို့ဘောပစ္စည်းလေးပါးနဲ့ဆောင်ရှောက်ကူညီထောက်ပံ့တဲ့ဓမ္မတွေပေါ့ပြည့်ကြရမယ်ယဟန်ကျင့်ဝငါယဟန်ကျင့်ဝကျတော့၅ပါးတောင်မို့6ပါးကျင်ပါတခါလဲမိဘကျင့်ဝသားသမီးကျင့်ဝတပည့်ကျင့်ဝဆရာကျင့်ဝလင်ကျင့်ဝမယားကျင့်ဝမိတ်ဆွေကျင့်ဝဒါယကာကျင့်ဝ၅ပါးဆိုတော့ယဟန်နဲ့ကျတော့တပါးပူပြီးထည့်လိုက်တယ်6ပါးအားလုံးဆိုတော့မကောင်းမြစ်တာ ဒီနေ့ခေတ်ဓမ္မတွေအဲ့ဒါသတိထားဖို့အင်မတန်ကောင်းတယ်။ဆရာကောင်းပြတဲ့ယဟန်သင်္ကတော်အရှင်မြတ်တရားကိုယ့်တပည့်ဓမ္မတွေအကျိုးစီးပွားဆုတ်ယုံမဲ့ဒုက္ခရောက်စေမဲ့ကိစ္စတွေလွဲချော်နေတဲ့ကိစ္စတွေလောက်တဲ့အခါတားမြစ်ဆုံးမကြရတာဒါယဟန်ကြီးရဲ့ဝတ္တရားဖျောက်ထားတဲ့ဝတ္တရားတစ်ခုဒီနေ့ခေတ်ကအဲ့လိုမဟုတ်ဘူး။နော်တားမြစ်ဆုံးမတာကိုသဘောမကျဘူး။သူတို့လှုပ်ရှင်အားလောက်ပါမှာ ကျင်နဲ့တဲ့သဘောဖြစ်တယ်သူတို့လို့ရှင်ရမလို့အားလို့ရှင်ဘုန်းကြီးလည်းငါးခိုင်းတုတ်ပြီးဆဲဖို့ဝန်မလေးဘူးအတော်ကိုရှုပ်ပြတ်တယ်သူတို့အလိုလိုက်အကြိုက်ဆောင်ပြီးတော့ဘုဇဏတို့ကုလဒုဇဏအနေဒနာမှာအကျုံးဝင်တဲ့ဓါရမကြောသမျှခေါင်းချင်းတက်တဲ့လူရဲ့နောက်ကိုပြန်ရောက်သွားတယ်လူနောက်လိုက်ကုလူဘကယဟန်တွေကိုသာနေယဟန်ကအင်မတန်မှသဘောကောင်းတယ် အမတမ်းမှသဘောကောင်းတယ်ဆိုပြီးတော့အလွဲကြင်ကြုံနေတတ်တယ်ဒါဟာဆရာမပိတာဘူးနော်ဒကမာရီဒါရကမာရီနောက်ကိုပြောင်းသွားတယ်ဒါရမာရီအောက်ကိုပြောင်းသွားတယ်ယဟန်မျိုးဖြစ်နေတယ်ဒါရုံညံ့တယ်ဒါဘယ်မျိုးလဲဆိုပါဗျာဥဒ္ဒရစနာတိတ်ခါပုံမှာပါပပိတ်ခုယဟန်ရုပ်လို့ဒီလိုဟောတယ်နော်ယဟန်မျက်မဟုတ်ဘူးမကောင်းမြတ်တာကောင်းရာညှွန်လက်ကောင်းတဲ့ ကိစ္စလေဘုရားအဆုံးအမဓမ္မခန္ဓာပေါင်း၈000၄000အများကြီးပဲနော်ဒါဓမ္မတွေရဲ့ဘဝလွတ်မြောက်မှုလို့နိဗ္ဗာန်ရောက်ကြောင်းကိုပဲဟောမလားဘဝတိုးတက်ရေလို့ခေါ်တဲ့တို့ရဲ့လူမှုစည်းဘဝတွေတိုးတက်စေဖို့ကြီးပွားစေဖို့ပဲဟောပြောမလားအများကြီးပဲဟောမယ်ဆိုရင်ကောင်းရာညွန်လက်အပိဟောကျူးတဲ့တရားနာပိတာထထကြီးမဟောနဲ့နော်စာလေးပါလေးလိလာမှတ်သားပြီးတော့အသက်အသက်လည်းဟောပြရတဲ့ဘုဒ္ဓတာများအောင် ။အော်အစ်စ်ကြီးပဲဟောနေတော့လည်းမဟုတ်သေးဘူး။မှတ်မိသွားအောင်တချို့ကဟိုစံတော့တစ်ခါနှစ်ခါပြောနေတချို့ကနားမလည်ဘူး။အဲနှစ်ခါသုံးခါပြောရအဲ့လိုပြောရတယ်လို့ပဲ။နာဘူးထမှန်။နာဘူးဝိသတရားလည်းထဟောရ။နတ်ထံတင်ရာနော်နတ်ရွာတုတ်ကတိရောက်နိုင်တဲ့တရားတွေလည်းများစွာဟောပါတဲ့။မြတ်တာလည်းဒါဓမ္မတွေပုံမှာအကျိုးစီးပွားလိုလားတဲ့စိတ် မေတ္တာထားနိုင်ဖို့လိုတယ်တာဟာရဟန်းကောင်းတွေရဲ့အမှုကျင့်ပဲမေတ္တာလဲပြုရဟန်းမှု6ခုလွန်သေးစာဆိုပြီးတော့မြတ်စွာဘုရားကဆရာတော်ဆက်ဆံရင်းမှာဆရာပြတဲ့ရဟန်းတော်များဘက်ကလိုက်နာကျင့်သုံးရမယ်ကျင့်ဝတ်6ပါးကိုသင်္ဃာလောဝါဒတုံးပါဒီလိုဟောပါတယ်